အတိဘယ်နှမြခွဲချပြီးတော့မตายရမှာဖြစ်တယ်ဘဝကိုဖြစ်စေရတဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်ကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာလို့ဆိုတဲ့အကျိုးတရားကိုလည်းဘဝလို့ခေါ်တယ်ဆိုလိုတာကကံတရားကိုဘဝလို့ခေါ်တဲ့အခါမှာ စကလုံးပြည့်စုံတယ်ပြောရင်ကမ္မဘဝကမ္မဘဝကြတော့ဘဝတီတိဘဝရဲ့တီတိဘဝဖြစ်စေတတ်တယ်ခန္ဓာငါးပါးကိုဖြစ်စေတတ်တဲ့အကြောင်းအကြောင်းနဲ့အကျိုးဆိုတာဆက်ဆက်နေတာဖြစ်လို့เนาะအကျိုးမရှိဘဲနဲ့လည်းအကြောင်းလို့ခေါ်မှာမဟုတ်ဘူးဒါကြောင့်ဘဝအကြောင်းနဲ့အကျိုးဆိုတာ တခုပြောရင်တခုကပါဝင်ပတ်သက်နေတယ်ဥပမာပဲဗာနဲ့တူတော့စင်အချင်းချင်းပြန်လန်ထောက်ဆပြီးတော့ခေါ်ရတာမျိုးပေါ့အဖနဲ့သားဆိုလို့ရှိရင်တတုတ်ဟာလဲအများကြီးကွဲပြားခြားနားမှုမရှိဘူးထူခြားတဲ့အတုံးလေးတစ်ခုပဲတုံးထားတာပဲရှိတယ်ပေါ့ တော့ဘောဝတ္တုတ္တမူရင်းကိုမြတ်စွာဘုရားဟောပုံကိုရှင်နာမေးလျောက်ပုံနဲ့မြတ်စွာဘုရားဖြည့်စုံပုံလေးကိုအရင်ကြည့်ရရှင်နာကသူတန်တရားဖြစ်လာလို့ရှိရင်မြတ်စွာဘုရားထံချင့်ကပ်ပြီးတော့မွေးမေးခွင့်မေးလျောက်ခွင့်ရပါရစေအချိန်မီမေးလျောက်ခွင့်ရပါစေဆိုပြီးသူတောင်းဆိုထားတာရှိတယ် ဲ့ဒီတောင်းဆိုချက်အရာပဲသူသိကျင်တဲ့အကြောင်းအရာကိုမြတ်စွာဘုရားတက်မေးလျောက်တယ်လို့ဆိုနိုင်တယ်။တာဝတိမြို့စေရွန်အကြောင်းမှနေတဲ့အချိန်မှာရှင်နန္ဒကမြတ်စွာဘုရားကိုဘာလျှောက်တုံးဆိုဘောဘဝတိဗန္တိဝုစတိလူတိုင်းကပြောနေကြတယ်ဘဝဘဝနဲ့ ဟုတ်တယ်ဂဏိတိပြောနေကြတော့မယ်ပမာရီကတော့ဘဝဆိုရဲပါဠိစကားတိုင်ပြောတယ်ဘဝဆိုရဲသကလုံးကိုစားသုံးတဲ့ပုဂ္ဂိုလ်တွေကြတော့เนาะ life of my life your life ဒါကိုပြောနေကြတာပဲသူတွေကဘဝဆိုတာကိုကိုယ်ဘာသာစကားနဲ့ကို လူတိုင်းပြောနေကြတယ် ိတဝတ္တနုခောဗန္တိဘောဟောတိဘယ်လိုတိုင်းတာနဲ့သုံးဖို့ဘာအကြောင်းနေဘယ်လိုအကြောင်းနေချောင်းဘောဝဆိုတာဖြစ်ရတာပါလေအဲ့တော့ဘောဝဘောဝနဲ့ပြောနေကြတာတော့ဟုတ်တယ်ဘယ်လိုတိုင်းတာနဲ့ဘယ်လိုဖြစ်လာတာကိုဘောဝလို့ခေါ်ရလဲလို့ယေရှုဘုရားကိုရှင်အနန္ဒာက လျောက်ထားတဲ့ကမှာရသော်ဗျာကံတရားကိုအဓိကထားပြီးတော့ဖြေတယ်ဒီမှာပထမဘုရားသုတ္တမှာကာမတတုဝိပက္ခဏံကမ္မနာဘဝိတာအဲ့လိုရှင်းတဲ့အခါမှာဘုံသုံးပါးနဲ့ရသော်ဗျာခွဲခြားပြီးတော့ရှင်းဗျာ အဲ့ဒါလေးကိုအရင်သိဖို့ဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံကာမဘုံဆိုရတဲ့မဲ့ငရေတရိစ္ဆာန်ပြိတ္တာအတုရကေဆိုရဲအပေလေးဘုံရဲ့လူဘုံရဲ့နှစ်ပြည့်၆ထိုင်၁၇ဘုံအဲ့ဒါကာမ၁၇ဘုံလို့ခေါ်တယ်အဲ့ဒီကာမ၁၇ဘုံတစ်ခု ဒီနေရာမှာကာမဓာတုလို့သုံးတယ်စကြောလကိုလည်းမြတ်စွာဘုရားကလောကဓာတုလို့သုံးတာပဲသဘာဝတရားအနေနဲ့သုံးခဲ့တဲ့စကလုံးအဲ့တော့ရူပဓာတုရူပပြမတွေကိုရည်ညွှန်းပြီးတော့သုံးတယ်အရူပဓာတုအရူပပြမတွေကိုရည်ညွှန်းသုံးလိုက်တာ အဲ့တော့ကာမဓာတုရူပဓာတုအရူပဓာတုကာမဘုံရူပဘုံအရူပဘုံဘုံသုံးပါးတေဘုံမှာဘုံသုံးပါးဆက်တာပြောတာပဲနော်ဘုံသုံးပါးထဲမှာ31ဘုံအကုန်လုံးပါသွားတယ်31ဘုံကိုချုံပြီးရင်ဘုံသုံးပါးနဲ့ပြောလို့ရချုံပြီးတော့ပြောလိုက်တာကာမ7ဘုံရူပ26ဘုံ အရဘဝဆိုတာ၄ပုံ။အဲ့တော့32ပုံ။အဲ့32ပုံမှာအတိအတိ32ပုံမှာရှိတဲ့ယုတ်တိနန်းတွေကိုဖြစ်စေနိုင်တဲ့ကန္တရာအဲ့ဒီပုံนี่မှာအကျိုးပေးတဲ့ကန္တရာဆိုတာရှိရမယ်တဲ့။ကာမဘုံနဲ့ကာမဘုံကိုအကျိုးပေးတဲ့ကန္တရာရူပဘုံမှာအကျိုးပေးမဲ့ကန္တရာ Arba bu ma chu pe me kan de ya. Tu myo se ne tu a ne tu. Tu chao ne tu. Lu ti yo lou khe rala, kan de ya ha. Kama bu ma chu pe da la, rupa bu ma chu pe da la, arba bu ma chu pe ဒီနှစ်ခုကကာမဘုံမှာအကျုပ်ပေးတာပဲရူပဝဆရကုသိုလ်၄မျိုးရူပ၅မျိုးကရူပဘုံမှာအကျုပ်ပေးအရူပဝဆရကုသိုလ်၄မျိုးကအရူပဘုံမှာအကျုပ်ပေးတယ်တော့ကာမဘုံမှာအကျုပ်ပေးတဲ့ကံကတော့ကုသိုလ်ကအဟုသို့ကံလို့ပရိသေရိအကျုပ်ပေးတဲ့ကံ၄မျိုးခွဲတယ်ရူပဘုံမှာပရိသေရိအကျုပ်ပေးတဲ့ကံကတော့ရူပဝဆရကုသိုလ်ကံ အရူပဘုံမှာအကျိုးပေးတဲ့ကုသကံကတော့အရူပဆိုတာကုသကံအဲ့တော့ကံတရားအကျိုးပေးတာကိုလည်းအပိုင်းနှစ်ပိုင်းခွဲထားတယ်ပရိသေရိခာအကျိုးပေးတာတစ်ခုပရိသေရိပြီးနောက်တဘွားတဘွားတလုံးအကျိုးပေးတာကိုပဝတိလို့ခေါ်တယ်ဆက်လက်ဖြစ်နေတာပရိသတိဆိုတာရဲ့ဘဝရဲ့အစပဝတိဆိုတာဆက်လက်ဖြစ်နေတဲ့ ဘဝနောက်ပိုင်ကိုဆိုလို့နေပေါ့အဲ့တော့ပရိသန္တိနဲ့ပိုတိနှစ်ခုပြောရတဲ့မယ်ပရိသရိအကျိုးကိုအဓိကထားပြီးတော့ပြောတာအဲ့တော့ပရိသရိအကျိုးကိုပြောတဲ့အခါမှာကာမဝဆရကံတွေကပိုတိကျိုးအနေနဲ့ရူပဘုံအရူပဘုံမှာလည်းအကျိုးပေးသေးတယ်သူက ရူပဝဆရကံအရူပဝဆရကံနေရတော့ကာမဘုံမှာလာပြီးတော့ပိုတိခံမှာအကျိုးပေးတဲ့ဆိုတာမရှိဘူးကာမဝဆရကုသကံနေရတော့ကုသကံအဟုသကံနေရတော့ရူပဘုံအရူပဒါပရမတုတ်တံမှာရူပဘုံ၌ရှင်းချက်စေရတဲ့ကံမရှိဘဲနဲ့ရူပဘုံရူပဘဝဆိုတာဖြစ်နိုင်ဘူး အရူပဘဝမှာယဉ်ကျက်စေတတ်တဲ့အရူပပုံလေးမှာယဉ်ကျက်စေတဲ့အကျိုးပေးတဲ့ကံမရှိပဲနဲ့အရူပဘဝဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဘဝကိုလည်းကံကိုသုံးမျိုးခွဲတယ်လို့ဘဝကိုလည်းသုံးမျိုးခွဲတယ်ဘဝသုံးမျိုးကကာမဘဝရူပဘဝအရူပဘဝဖုံလိုက်ခွဲတာအသေးစိတ်ခွဲရင်တော့ နေရသာဘုရားတရိစ္ဆာဘုရားပြိတ္တာဘုရားသူရကေဘုရားပဲနေပုံကြလူဘုရားစတုမရေနတ်ပြိနတ်ဘုံဘုရားနတ်ဘုရားဆိုအဲ့လိုဘုရားတွေကသူကသူအတိတ်အခွဲမဲ့ဆိုရလူပဲခွဲရမှာအလုံးချုပ်ကုန်ပြီးတော့ပြောမဲ့ဆိုလို့ရှိရင်သူ့ဘုရားကိုဘုရားလို့ပဲပြောတော့ဘုရားဆိုတာကံရှိမှဘုရားဆိုတာဖြစ်လာတယ်ကံကဖန်တီးတာဖြစ်တယ် ကံကဖဏိတာဖြစ်လို့ဘဝဆိုတာပေါ်လာရတယ်အဲ့တော့ဒီသုတ္တမဒီလိုဟောသလိုပဲပရိစ္ဆေသောဥပမာကြတော့လည်းပဲယသဗျာဟောတာနှစ်ခုရှိတယ်နိသင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံတရားဝိညာဏဆိုတာဘဝရဲ့အစပရိသေတိ အဲ့တော့ဒီဖေဘောကပဲရောက်ရောက်ပရိသေစိတ်ကအရင်ဝိညာဉ်စိတ်ကအရင်ပေါ်တာပဲဒါကဟိုစိတ်ရှိတဲ့တရားမှန်သမျှအဲ့တော့သင်္ခါရပိစ္ဆေဝိညာဏဆိုရင်ကံရှိမှဘဝပရိသေစိတ်ဆိုတာပေါ်တာကံရှိမှဖြစ်တာနောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ဘဝပိစ္ဆေသာတိဆိုတဲ့နေရာမှာလည်းပဲကမ္မဘဝကိုယူရဘဝပိစ္ဆေသာတိ ဥပါရဏပိပစ္စယဘောကြတော့ကာမဘဝနဲ့ဝပတိဘဝနှစ်ခုလုံးယူတယ်။ဘဝပစ္စယသာတိကြတော့ကာမဘဝတစ်ခုပဲယူရမယ်။အဲ့တော့ကံကာမဘဝပစ္စယသာတိဆိုရလဲပဲကာမဘဝကြောင့်သာတိဆိုတဲ့ဥပပတိဘဝဖြစ်တယ်လို့သူတို့ဆိုလို့ရပေါ့နော်။အတုံးကအဲ့တော့မြတ်စွာဘုရားဘဝဟာလူတွေဟာဘဝမှာ ဘဝမှာယင်းဒီဘဝမှာဖြစ်ကြပြီးတော့ကုသိုလ်အဟုသို့နဲ့တန်တရားထဲမှာလဲကြတာဖြစ်သည့်အတွက်ကြောင့်ဘဝကြောင့်သိဖို့ကအမြဲတမ်းအရေးကြီးတာပေါ့ဘယ်လိုတိုင်းတာနဲ့ဘဝဆိုတာဖြစ်တယ်လဲဆိုတာကို ရှင်နန္ဒမေကွန်အရာသစ္စာပြားဖြစ်ရှင်းတာပဲဖြစ်တယ်အဲ့ဒီမှာသစ္စာပြားသုံးလိုက်တဲ့ဥပမာတကားလေးတွေရှိတယ်ကမ္မံခိတ္တံ ဝိညာဏဖိစံတဏတနေဟောတယ်ဘဝဖြစ်လာတဲ့နေရာမှာကံကဥပမာမဲ့စိုက်ပျိုးစရာမြေမရှိပဲနဲ့အဲ့ဒီမြေပေါ်မှာမျိုးစေ့မချပဲနဲ့အပင်ဆိုတာမဖြစ်ဘူးအဲ့ဒီဥမာတိုင်းပဲကံကမြေလွှာဝိညာဏဆိုတဲ့ပရိသေစိတ်က မျိုးစိတ်တဏှာဆိုတာကရေအဲ့တော့မျိုးစိတ်တစ်ခုစိုက်မယ်ဆိုရင် မြေရှိရမယ်ရေရှိရမယ်မျိုးစိတ်ရှိရမယ်သုံးခုเนาะမြေရှိရမယ်ရေရှိရမယ်မျိုးစိတ်ရှိရမယ်ဒီမှာလဲမြေကကံမျိုးစိတ်ကဝိညာဉ်ရှိကတဏှာ ဖော်ပွားမှာလည်းပဲအဲ့ဒီလိုတကယ်သစ်ပင်ပေါက်တယ်လို့ပဲတဘာဝတရားကတဘာဝတရားကိုဖန်ဆီးတဲ့ဆိုတာကိုထင်ရှားအောင်ပြဒါကြောင့်မို့ဣတိကောကမ္မံခိတံကံဒီပရိသေရိစိတ်ပေါ်ပေါ်ရာပြေလွှာနဲ့တူတယ်ဝိညာဏံပိစံပရိသေရိစိတ်ကတော့မျိုးစေးနဲ့တူတယ်တဏ္ဍတဏိဟော တွေ့တာမှုဆိုတဲ့တဏှာကရေနဲ့တူတယ်လောကသဘာဝကိုလည်းကြည့်မယ်ဆိုရင်မျိုးစေ့တစ်ခုကမြေကြီးပေါ်မှာရေလောင်းမှပေါက်တာဆိုတန်းရှိမှပေါက်တာမြေရဲ့ရေရဲ့မျိုးစေ့ရဲ့ဒီသုံးခုပေါင်းလို့ရှိရင်အပင်ဖြစ်လာတယ်ဆိုတာသိတယ်ဘဝဖြစ်လာတာလည်းအဲ့ဒီပုံစံနဲ့ဖြစ်တာပဲအဲ့ဒါကိုတရားဖို့ပြီးတော့ဟောတာအဲ့မှာမြတ်စွာဘုရားက အဝိဇ္ဇာနိဝရဏနံတတ္တနံတဏတံယောစနနံဟိနာယဓာတုယဝိညာဏပဋိဋ္ဌိတံလှုပ်ထားတဲ့ကံတွေကြောင့်မို့လို့အဝိဇ္ဇာနဲ့အမှန်မသိအောင်ပိတ်ကာထားတယ်တဏဆိုတဲ့ကျိုးနဲ့ချိနောင်ထားတယ်အဲတတ္တဝရရဲ့သဘောက မျက်စိပိတ်ကြိုးတုတ်တယ်လို့ဆိုလိုတယ်ပေါ့အမှန်မသိရအောင်ကမျက်စိကိုပိတ်ထားတယ်ဘသူကမျက်စိပိတ်ထားသလိုဖြစ်တော့အဝိဇ္ဇာအဝိဇ္ဇာကာပိထားသည့်အတွက်ကြောင့်အဝိဇ္ဇာနဲ့မျက်စိပိတ်ထားတယ်တဏှာဆိုတဲ့သံဃာစဉ်ကြိုးကခြိနှောင်ထားတယ်အဲ့ဒီလိုအနေထားမျိုးရဲ့တရားရည်ရဲ့ပရိသေဝိညာဉ်စိတ်ဟာတဲ့ကာမဘုံမှာ တိရှိသွားတယ်။ကံရဲ့အရှိန်အဝါကြောင့်ပရိဒေသေဟာကာမဘုံမှာတောပြီးတော့ဖြစ်ပေါ်လာတယ်လို့သူဆိုလို့တယ်။ထို့တူပဲရူပဘုံမှာ ဖြစ်တယ်အရူပဘုံမှာဖြစ်တယ်။အလုံးဟာအဝိဇ္ဇာနိဗ္ဗာန်နဲ့အဝိဇ္ဇာနဲ့ဉာဏ်ရှိကိုပိတ်ထားတယ်။ဆိုလိုတာဉာဏ်ရှိပိတ်တယ်ဆိုတာအသိဉာဏ်ကိုအဝိဇ္ဇာနဲ့ဖုံးလွှမ်းတာတော့မသိဘူးဘောရ။ ဘဝရဲ့ဒုက္ခဒုက္ခကိုမသိနိုင်အမှန်မသိတဲ့အခါလူဆိုတာစိတ်နှမှုနဲ့သွားတာတွေ့တာမှုတွေနဲ့သွားတာအဲတွေ့တာမှုကနေဥဆောင်သွားတယ်နာမရူပကထုပရိသရေစိတ်နဲ့ရှင်တွဲလာတယ်ကမ္မဇာယုတ်နဲ့နန္တရားတွေအဲ့တော့လူဘဝစတာဟာပထမဆုံးကပရိသရေစိတ်ပဲ အဲ့ဒီပရိသေရိစိတ်ဆိုရဲမျိုးစိတ်လေးကမှရှုပ်တိနန္ဒီဆိုရဲအပင်နေဖြစ်လာတာလို့သူဆုလို့တာပေါ့ဒါကြောင့်ပရိသေရိခါလေးကိုချိန်ပြီးတော့ကမ္မန်ခိတံဝိညာဏံပိစံတဏတဏိဟောလို့ဆက်ဖျားဒီလိုဟောတာဖြစ်တယ်ပေါ့ဒါအိမတမပြပြင်းတဲ့ပုံဖော်ထားတဲ့ဥပမာစကားပဲဖြစ်တယ်ဥပမာစကားပဲဖြစ်တယ် အဲ့ဒီပရိသခိုင်လေးမှာဆိုလို့ရှိရင်ပရိသေစိတ်ကိုအကြောင်းပြုပြီးတော့ကမ္မဇာယုတ်တွေဖြစ်လာနိုင်တယ်ကမ္မဇာယုတ်တွေယက်တည်လာတယ်အဲ့ဒီအချိန်မှာတခြားစိတ်မရှိဘူးပရိသေစိတ်ပဲရှိတယ်ပရိသေစိတ်ကိုအကြောင်းပြုပြီးတော့သူနဲ့ရှင်နဲ့စေတသိက်တွေရှိတယ်နောက်သူကြောင့်သူနဲ့ရှင်တွဲပြီးကံ့ကြောင့်ဖြစ်လာတဲ့ကမ္မဇာယုတ်တွေရှိတယ် အဲ့ဒီချိန်မှာပရိသေစိတ်ကလေးကစိတ်တစားရုပ်ဆိုတာကိုမထုတ်နိုင်ဘူး။ဘာလို့မထုတ်နိုင်တာရောဆိုရင်သူကမှကံအရှိန်နဲ့ بوا ကနဲ့ခမဖြစ်ရတာ။သူအလုံးမလုံးနိုင်သေးဘူးပေါ့။ရုပ်တစ်ခုကိုထုတ်လုံးနိုင်တဲ့စွိုင်းတတိသူ့မှာမပြည့်သေးဘူး။ بوا အစ်စ်မှသူကစကားလေးပဲရှိသေးတယ်။ခမရောက်စပဲရှိသေးတယ်။ဖြစ်ဖြစ်ချင်းသူက ဒါကြောင့်မို့ပရိသရေစိတ်သည်စေတဇာယုတ်ကိုမဖြစ်စေဘူးအဲ့ချိန်စေတဇာယုတ်မရှိတော့အဲ့ဒီချိန်မှာယုတ်ရဲ့တောင်းကိုဘသူအယူရုံဆိုကမ္မဇာယုတ်ကတောင်းအယူထားတယ်။လံကပရိသရေစိတ်နဲ့စေတသိယုတ်ကကမ္မဇာယုတ်ဒီအဲ့တော့ကမ္မဇာယုတ်ဒီဟာပရိသရေစိတ်ဖြစ်လို့သာကမ္မဇာယုတ်ကလည်းဖြစ်နိုင်တာ။ကံ့ညောင်ဖြစ်တာဆိုပေမဲ့လို့ပရိသရေစိတ်နဲ့ကင်းပြီးတော့သူတို့ဖြစ်လို့မရဘူး။ အဲ့ဒီအချိန်မှာကမ္မစိတ်တရားယုတ်ကလုံးဝမဖြစ်ဘူးစိတ်တရားယုတ်ဖြစ်တော့ကမ္မစာယုတ်ပဲရှိသေးတယ်လို့လို့ဆိုတယ်ဒါဗီရမသဘောကိုနားလည်မဲ့ဆိုလို့ရှိရင်ပရိစ္ဆသဘောဥပ္ပမလည်းအဝိဇ္ဇပစ္ဆယသင်္ခါရသင်္ခါရပစ္ဆယဝိညာဏဝိညာဏပစ္ဆယနာမရူပနောက်ဟိုဘက်မှာဘဝပစ္ဆယဇာတိစွာဒါကိုပြောတာပဲဒါကိုပြောတာ အဲ့တော့အပိုင်းနဲ့ပြောလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကမ္မံခိတံဝိညာဏံပိစံတဏှတဏိဟောတဲ့။ကံဒီလက်မြေတပွဲဖြစ်တယ်ဝိညာဉ်ကမျိုးစေ့ဖြစ်ပြီးထိုဝိညာဉ်ကမှဒီယုတ်တိဏ္ဏဖြစ်ပွားတာဖြစ်လို့ဝိညာဉ်ဟာမျိုးစေ့ဖြစ်တယ်တဏှတဏိဟောတွေ့တာမှုကရှိပဲလို့အဲ့လိုပေါင်းစပ်ပြီးဘဝတစ်ခုဟာစတင်လာခဲ့တာလို့ ြုတ်ဆိုတာအဲ့တော့ပဋ္ဌာန်းပါဠိတော်မှာဆိုလို့ရှိရင်အောက်ကန္တိကနေနာမရူပံအညမညပစ္စည်းနာပစ္စယောသာသရာပစ္စည်းနာပစ္စယောဒိဋ္ဌိယပစ္စည်းနာပစ္စယောအဋ္ဌိပစ္စည်းနာပစ္စယောအာဝိဒပစ္စည်းနာပစ္စယော အောက်ကန္တိကနေနာမရူပံပဋ္ဌာန်းရတဲ့လူတွေတွေ့ဘူးကြလိမ့်မယ်အဲ့ဝိသရေခမှာဆိုရင် <coughs> ပရိသေရီနဲ့ကမ္မဇာယုတ်တည်းရဲ့အပြန်အလှန်ဆက်ဆက်နေပုံကိုပြောပြတာပဲဖြစ်တယ်ပေါ့အဲ့တော့ပရိသေရီအခါမှာအခုလို့ဝိညာဉ်စိတ်လေးဟာကံဆိုတဲ့အကြောင်းတရားပေါ်မှာမိတည်ပြီးတော့ဝိညာဉ်ဆိုတဲ့မျိုးစိတ်လေးဟာကြားရတယ်အဲ့ဒီမျိုးစိတ်လေးကြားမှာရှုပ်တိနန္တိဆိုတဲ့အပင်တွေပေါက်လာနိုင်တာဖြစ်တယ် အဲ့ဒါလိုယုတ်ဒီနန်းနေပင်ပေါက်လာမှဘဝဆိုတာပြည်ပြန်လာတယ်။အပရိသရိစိတ်မှာကမ္ဇာယုတ်ဒီဖြစ်တော်လဲပဲ။အဲ့ဒီကမ္ဇာယုတ်ဒီဟာကန့်ညောင်ဖြစ်တော်လဲပဲ။ပရိသရိစိတ်ဖြစ်မှသူတို့ဖြစ်ရတာဖြစ်တော့ကြောင်းဝိညာဏပစ္စယနာမရူပံလို့ဆိုရလေ။ပရိသရိစိတ်မဖြစ်ရင်ကမ္ဇာယုတ်ကဖြစ်ကုန်ဖြစ်နိုင်ဘူး။မဖြစ်နိုင်သေးတဲ့အတွက်ကြောင့်ကမ္ဇာယုတ်ဒီပရိသရိစိတ်နဲ့ကင်းပြီးမဖြစ်နိုင်ဘူးလို့ဆိုတယ်။ သူသူ့ရဲ့ကမ္မဇာယုံရဲ့အခြေအနေစီပရိသေစိတ်နဲ့ဆက်ဆက်ပြီးတော့မှ ဖြစ်ရတယ်။သို့တော့ပိုဋိခါရောက်တဲ့အခါကျတော့စိတ်နဲ့မဆက်ဆက်တော့ပရိသေအခါမှာကမ္မဇာယုတ်တိဟာစိတ်နဲ့ပတ်သက်ပြီးတော့မှဖြစ်နိုင်တယ်။ပိုဋိခါကျတော့စိတ်မပါဘဲလည်းဖြစ်နိုင်တယ်။ဘာကြောင့်လို့ဆိုနိရောဓသောဘဝင်စားနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ ကံဤဟာစိတ်တော်မရှိဘူးသို့တော်ကံဤဟာသူ့အတူဆက်လက်ပြီးတော့ဖြစ်နေတာကမ္မဇာယုတ်တွေကလည်းဆက်ပြီးတော့ဖြစ်နေတယ်ပရိသေအချိန်မှဆိုရင် စိတ်မပါဝဲနဲ့ဒီကမ္မဇာယုတ်ဟာရမယက်တိနိုင်ဘူးဆိုလိုတာကဝိညာဉ်ကိုမိပြီးတော့မှယက်တိရတယ်လို့ပဋ္ဌာန်းမှဒီလိုရှင်းထားတာပေါ့နော်အဲ့တော့ဒီတရားကဟိုတဘာဝတရားဆိုတော့ လူရဲ့ဘဝဆက်ဆက်နေပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့အဲ့တော့ပရိသတ်သူပတ်နဲ့ပြောလိုက်လို့ရှိရင်မှတ်ဖို့ရတော့အဝိဇ္ဇာဆိုတာကိဏိတာသင်္ခါရဆိုတာကံဝိညာဏဆိုတာပရိသရိစိတ်ဝိညာဏကဖြစ်လာတဲ့နာယနာနဲ့ယုတ်ဆိုတာကမ္မဇာယုတ်နဲ့ ရိသေရိစိတ်နဲ့ရှင်နေစေတဲ့သိတ္တိဒါဘဝဆလာအဲ့တိုင်းဆလာကိလေသာနဲ့ကံပေါင်းပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်အဓိကတော့ကံမဲ့ပေါ့ကံကနေပြီးတော့ဝိညာဉ်ကိုဖန်တီးလိုက်တယ်ပရိသေရိစိတ်ကိုဖန်တီးလိုက်တယ်ပရိသေရိစိတ်ကိုအကြောင်းပြုပြီးတော့နန္ဒီယုတ်တိဖြစ်လာတယ်နန္ဒီယုတ်တိထဲမှာ ယစီနန္ဒလယကာယမနဆိုတဲ့ organic ပါလာတယ်အင်္ဂါယတွေပါလာတယ်အဲ့ဒါတွေပါလာသည့်အတွက်ကြောင့်ပြင်ပအာယုန်နဲ့ဆက်သွယ်မှုတွေရလာတယ်ဖတ်တာဩသလရဏပိစယဖတ်သောဖတ်တာပိစယဝေဒနာဆက်သွယ်လာတဲ့အခါမှာကြိုက်တယ်မကြိုက်တယ်ဆိုတဲ့စိတ်ခံစားချက်တွေပေါ်လာတယ်စိတ်ခံစားချက်တွေပေါ်လာတဲ့အခါဝေဒနာပိစယတဏှာကြိုက်တာဖြစ်လာတယ် တဏှာဖြစ်ရင်ဒီရင်ရတလာလို့ဆိုမရဘူးတဏှာပစ္စယဥပါဒနာဆွလမ်းမှုတွေခိုင်ခဲ့ခိုင်မြဲလာတယ်ဆွလမ်းမှုဖြစ်ရင်ဒီဒီမရလာဆိုမရဘူးဥပါဒနာပစ္စယဘောဖြစ်ပေါ်လာမှုအတွက်ကြိုးပမ်းအထောက်လာတယ်ကြိုးပမ်းအထောက်လာသည့်အတွက်ကြောင့်ဘဝပစ္စယဇာတိခန္ဓာငါးပါးရလာပြန်ရှားလာသည့်အတွက်ကြောင့်ဇာတိပစ္စယသရမရဏဩရသေးတာဖြစ်ရပြန်တယ် ပရိသတ်သူပတ်နဲ့လူရဲ့ဘဝမြတ်စွာဘုရားဘဝတစ်ခုကိုဆက်ဆက်ပြီးတော့မိမောင်းထုတ်ပြထားသလိုသရဝရရဲ့ဘဝဟာဘယ်လိုဖြစ်လာတဲ့ဆိုတာကိုထင်းထင်းရှားရှားဟောတာပဲဖြစ်တယ်။အဲ့ပရိသတ်သူပတ်နဲ့ဆက်ဆက်ပြီးတော့ရှင်နန္ဒရဲ့အမေကိုဖြေတဲ့အခါမှာလည်းပဲဒါကိုထိသိမ်းပြီးတော့တဘာဝကြကြဖြေထားပုံကကမ္မန်ခိတံကံဟာ အဲ့ဒီအချိန်မှာပရိသေစိတ်ကလေးပေါ်ပေါ်ရဖြစ်သောကြောင့်ပရိသေမျိုးစိချရာ ဖြစ်သောကြောင်ကံသည်လဲမြေ မြေလွာပရိသေစိ်လေသည်ယုံနဲ့နေရဲ့အပင်นပေါ်ပွာလာရဖြစ်သောကြောင်မျုးစိမျိုးစိတ်ကနေယုတ်ဒီနံနေဖြစ်လာတယ်အဲ့ဒီဖြစ်မှုအတွက်အားပေးတာကတော့တွေ့တာမှုလို့ ကိရိတာတွေရဲ့အတွက်တမှုတွေကိရိတာတွေကရေဖြစ်ဆောင်ရွက်ကြတယ်လို့ဆိုအဲ့ဒီနီးနဲ့ဘဝဆိုတဲ့သစ်ပင်ကြီးဟာရှင်သန်လာခဲ့တာဖြစ်တယ်ပေါ့ဒီဘဝဆိုတဲ့သစ်ပင်ကြီးဟာစင်စဲမပြတ်အခုလိုပဲမျိုးစေ့တွေတစ်ခါထပ်ပြီးတော့ထုတ်ပြန်တယ်အဲ့ဒီမျိုးစေ့တွေကအခုအလားတူအပင်တွေဖြစ်ပြန်တယ်အပင်တွေကနေမျိုးစေ့တွေကျပြန်တယ်အဲ့တော့သစ်ပင်တွေပဲကြည့်လိုက် အပင်ကအတိတိတဲ့အတိရနေပြီးတော့အစိပါလာလို့နောက်ထပ်အပင်ပေါက်ပြန်တယ်။အဲ့ဒီအပင်ကနေတခါအတိတိပြန်တယ်။ဟောအပင်နဲ့အတိအစိအစိနဲ့အပင်ကျဲဦးနဲ့ကျဲမလို့ပဲမဆုံးနိုင်တဲ့တန်တရာခီးကြီးစတဲ့ပြီးတော့ထွက်ခွာကြရပြန်လာပဲပေါ့။အဲ့ဒီတော့ဘဝဆိုဒီမှာ ကံရဲ့အကျိုးပေးတတ်တမြတာဖြစ်တယ်။ကံတရားရဲ့ဖန်တီးမှုသာဖြစ်တယ်။ကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုဘဝလို့ခေါ်တယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီကံဒီမျိုးမျိုးရှိသည့်အတွက်ကြောင့်ကုသကံကြောင့်ဖြစ်ရင်ကောင်းတဲ့ဘဝအကုသကံကြောင့်ဖြစ်ရင်မကောင်းတဲ့ဘဝဘဝအမျိုးမျိုးတွေ ကွပြားခာမှုတဖြစ်ပေါ်လာကြတယ်အနစ်ချုလိုက်ရင်တော့ကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေကံသည်လက်မြည်သဘွယ်ဝိညာဉ်ဆိုတဲ့မျိုးစေ့ရဲ့ပေါ့ရဖြစ်တဲ့လက်မြည်သဘွယ်ဖြစ်တယ်ဝိညာဉ်ဆိုတဲ့ပရိသေစိတ်သည်မျိုးစေ့ဖြစ်တယ်ထိုပရိသေစိတ်မှာယုတ်ဒီနန္ဒီဆိုရာစင်ပွားဖြစ်ပေါ်လာသောကြောင့်မျိုးစေ့ကနေ အပင်တွေပေါက်တယ်လို့ပဲရုပ်တွေနဲ့နေပေါက်ပွားလာတာဖြစ်လို့သူဟာမျိုးစိတ်ဖြစ်တယ်လို့ထိုမျိုးစိတ်ရှင်သန်မှုအတွက်ကြောင့်ကိရိတာတွေနဲ့ပံ့ပိုးပြီးတော့ဘဝမှာ ရှင်သန်နေကြတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ရှင်နန္ဒမထေမြတ်ရဲ့ဘဝနဲ့ပတ်သက်တဲ့မိဂုံးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဖြေဆိုထားတာတော့ဒီအကျဉ်းချုပ်လေးပဲဖြေဆိုထားတယ် ကမ္မံခိတံဝိညာဏံပိသံတဏတနိဟောဒီနည်းနဲ့ပဲတဲ့အေဝံအာယတေပုဏ္ဏဘောဟပိဋိပတ်တိဟောတိလူတွေရဲ့နောင်ဘဝဆိုတာအခုဘဝလုံးနေတဲ့ကံတွေနဲ့ပတ်သက်ပြီးနောင်ဘဝဆိုတာဖြစ်လာတယ်ဘဝတစ်ခုရလာလို့ရှိရင်ဘဝကိုအကြောင်းပြုပြီးကမ္မဘဝတွေဖြစ်ကြပြန်တယ်ကမ္မဘဝတွေကိုအကြောင်းပြုပြီးတော့ ဘဝအတိတ်တွေစက်တိုက်စက်တိုက်ဖြစ်လာကြတယ်အဲ့ဒါကြောင့်မို့စင်စဲမပြတ်မပြတ်နိုင်တဲ့တန်တရာခီးကြီးကိုဘဝခီးကြီးကိုရှောက်လန်းနေကြရတာဖြစ်တယ်အဲ့ဒီလိုရှောက်လန်းတဲ့အခါမှာဒီဘဝကိုပြတ်ဆဲခြင်းလို့ရှိရင်တော့ဘာလို့ရမလဲလို့ဆိုရင်ကံကိုပယ်ရမှာမဟုတ်ဘူး ကံကိုထောက်ခုပေးနေတဲ့ကိလေသာတွေကိုပယ်ရမှာဖြစ်တယ်။ဒါကြောင့်မို့ပြိဿသုဥပ္ပမအဝိဇ္ဇာကိုအသိဉာဏ်နဲ့ချုပ်ငြိမ်းအောင်လုပ်လိုက်လို့ရှိရင်အဝိဇ္ဇာရတွေ့ဝအတိတဝိရာကနိရောဓသင်္ခါရနိရောဓတယ်။အဝိဇ္ဇာရီအမှန်မသိတာတွေကြောင့်မို့လို့ကံတွေဖြစ်ပေါ်နေတာဖြစ်တော့အမှန်သိအောင်ကြိုးစားအားထုတ်လိုက်ပြီး ဝိပဿနာညာအသိနဲ့မဲ့သိညာသိရသိသွားပြီဆိုလို့ရှိရင်တော့သင်္ခါရတရားတွေဟာကံတရားတွေဟာကံရမမြောက်တော့ဘူးကံရမမြောက်ဘူးဆိုတာဘယ်လိုအိဗယ်လဲလို့ဆိုရင်တပင်တပင်ဟာအပွင့်ပွင့်ပြီးရင်အသိသေးတယ်သို့တော့အဲ့ဒီအပွင့်ကိုအသိမသိအောင်အပွင့်နေပွင့်နေတဲ့အချိန်မှာရေတောင်မြစ်ကိုဖြတ်လိုက်မယ်ဆိုရင် အဲ့ဒီအပွင့်တွေကအတိမဖြစ်တာတော့အတိမသိတော့တပင်ကိုတတ်တတ်မဟုတ်ဘူးရေသောမြေကိုဖြတ်လိုက်တယ်ရေသောမြေရဲ့အပိကုညီမှုမပါသေးတဲ့ကြောင်းပွင့်ထားတဲ့အပွင့်တွေကအတိဖြစ်မရောက်တော့အတိဖြစ်မရောက်တော့လို့ရှိရင်ဒီပင်ကဒီမျိုးစေ့ဆိုတာမကြတော့အဲ့ဒါလိုပဲကိရိတာတွေကိုပယ်လိုက်တာနဲ့တပြိုင်တည်း ံတရားတွေဟာခြုံငိမ့်သွားတယ်။မဖြစ်ပေါ်လာသေးတဲ့ကံတရားတွေဟာ ဖြစ်လာနိုင်ကြအကြောင်းမရှိတော့ဘူး။ကိရိတာကုံရင်ကံကုံနေ။ကံကုံလို့ရှိရင်ကံရဲ့အကျိုးဖြစ်တဲ့ပရိသေစိတ်ဆိုတာကုံသွားတယ်။ပရိသေစိတ်ကုံသွားရင်ယုံနံဆိုတာ၄င်ပွားလာမှာမဟုတ်ဘူး။ယုံနံင်ပွားလာမှုမရှိလို့ရှိရင် ဩဂဏိပါလမမဟုတ်ဘူးမျက်စိနာနာလယကာယမနာအဲ့ဒါတွေမရှိရင်အာယုန်နေနဲ့ဆက်သွယ်မှုရှိမှာမဟုတ်ဘူးမဆက်သွယ်လို့ရှိရင်စိတ်ခံစားမှုတွေမဖြစ်တော့ဘူးစိတ်ခံစားမှုတွေမဖြစ်ရင်တွေ့တာမှုဆိုတဲ့တဏမလာတော့တွေ့တာမှုတဏမလာလို့ရှိရင်ဆွလမ်းမှုဆိုတဲ့ဥပါဒမလာဥပါဒမလာသည့်အတွက်ကြောင့်ဘဝတစ်ခုအတွက်အလုံးလုံးချင်းဆိုတဲ့ကံအစ်တွေမလာပြန်မလာသည့်အတွက်ကြောင့် ဘဝချုပ်ငြိမ်သည့်အတွက်ကြောင့်ဇာတိဆိုတာလည်းချုပ်ငြိမ်သွားတယ်ဇာတိမဖြစ်သည့်အတွက်ကြောင့်ဥခြင်းသိခြင်းဆိုတာလည်းမဖြစ်တော့ဘုရားဘာသာကရသော်ပြညွှန်ပြတဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုဆိုလိုတယ်ပေါ့ဘဝတိရောဓနိဗ္ဗာန်နိဗ္ဗာန်ဆိုတာအချင်းညွတ်ပြောရမယ်ဆိုရင်ဘဝချုပ်ငြိမ်တာနိဗ္ဗာန်ပဲကောသမိသုတ်တ္တမဒီစကလုံးလေးပါတယ် ဘဝနိရောဓနိဗ္ဗာန်ဘဝဆိုတာပြီးကမ်းမင်းရှုတရားနံတရားတွေဖြစ်နေတာဘဝအဲ့ဒီရှုတရားနံတရားတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန်ဘဝနိရောဓနိဗ္ဗာန်ဘဝချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲအကြောင်းတရားတွေကုံသွားလို့အကျိုးတရားတွေပြတ်ဆဲသွား